ုင်ငံတော်တန်ခတ်နိုင်ငံတော်ဖွဲ့ဥက္ကဋ္ဌအပိဒဇမဟာရထကူရူအပိဒဇအကမဟာတတမစောတိကဒေါက်တာဗဒနာကုမာရာပြီးဝန်သာကျေးဇူးတော်ရှင်ဗမော်ဆရာတော်ဘုရားကြီးဟာ2023ခုနှစ်မေလ25ရက်နေ့ညဘက်7:00နာရီ7မိနစ်အချိန်မှာမန္တလေးမြို့၌ဘဝနတ်ထံပြန်လွန်တော်မူခဲ့ပြီဖြစ်ပါတယ်။ဗမော်ဆရာတော်ဘုရားကြီးဟာ2023 ပြည်သူတွေအတွက်ပဋ္ဌာန်းရွတ်ရမှာယခုကဲ့သို့မှာကြခဲ့ပါတယ်။စံချိန်ကဲ့ပကံကိုရွတ်ဖတ်ဖို့လိုအပ်ပါတယ်။ပကံရွတ်တဲ့အခါမှာဒိဋ္ဌဓမ္မဒီဘဝမှာပဲအကျိုးပေးအောင်စံချိန်ကဲ့ရွတ်ဖတ်နည်းလေးနည်းရှိပါတယ်။၎င်းတို့မှာနံပါတ်1ခန္ဓာကိုယ်တန်ရှင်းစေရမည်။နံပါတ်2အချိန်မှန်မှန်ရွတ်ဖတ်ရမည်။ နံပါတ်3ပြပီတတအတန်ကြဲကြဲရွတ်ဖက်ရမည်နံပါတ်4ပြီးလင်မေတ္တာပွားရမည်အနတ်ဒိဗ္ဗေမှာ ခန္ဓာကိုယ်တန်ရှင်းရမည်မျက်ပြမာတို့သည်တရားလာနာကြသည်ဖြစ်သည့်အတွက်ပဋ္ဌာန်းရစ်ဖက်သူကနန်းစော်နေပါလေပဋ္ဌာန်းတရားလာနာသည်မျက်ပြမာများနှာခေါင်းရှုံသွားပြီးပြန်သွားကြပါသည် တို့အတွက်ခန္ဓာကိုယ်တန်ရှင်းပါစေချွေးစော်ကြီးစော်မနှံပါစေနှင့်အမတ်နှင့်အချိန်မမှန်ရွံ့ဖက်ရမည်ပထမရွံ့ဖက်ပါများလာသည်နတ်ပြပါတို့တရားလာနာကြသည် အချိန်ကိုမတားပြီးည၈နာရီ၉နာရီစသည်ဖြင့်အချိန်မတ်ပြီးလာကြသည်အခြားတန်းပြီးအခြားဆက်ကြဝါလာမှနတ်ပြပါတို့ကို၎င်းခေါ်လာတက်ကြပါသည်၎င်းနတ်ပြပါတို့ တရားနာနေချိန်ရောက်လာချိန်တိုင်းပဋ္ဌာန်းရပ်ဖက်သူကပဋ္ဌာန်းမရပ်ဖက်ပဲဟိုလုံးဒီလုံးလုံးနေလေ၎င်းနမ်းပြမာများ စိတ်ပြက်ပြီး ပြန်သွားတက်ကြလေသည်နံပါတ်3ပြပိတတချေချေရပ်ဖက်ရမည်တူတူလေးစီမံမှန်းသလိုရပ်ဖက်ရင်တရားနာနမ်းပြမာများနာ၍အာမရနားမလည်ကြ၍စိတ်တူပြီးပြန်သွားတက်ကြသည်နံပါတ်4ပြီးလျင်အမြဝေမေတ္တာပွားရမည် ထန်ရစ်ဖက်ပြီးလျှင်ပထန်တရားနာရန်ကြွားရောက်လာကြသည့်မျက်ပြမှာအပေါင်းတို့အားအမျှပေးဝေပါ၏အခြားဒါနကုသိုလ်တီလကုသိုလ်ဘာဝနာကုသိုလ်တို့လည်းအမျှပေးဝေပါ၏တာဓုခေါ်ကြပါနိုင်နိုင်ဖြစ်သောစည်စိမ်ချမ်းသာတို့ကိုလည်းရရှိ၍နတ်စည်စိမ်ချမ်းသာထူထပ်ကြပါစေကျွန်ုပ်၏သာသနာ့ပြုလုပ်ငန်းတို့ကိုပြီးစီးအောင်မြင်အောင်စောင့်ရှောက်ကြပါစေတရားနာလာကြသည့် တစေတရေပိတ္တမင်းစာအပေသားတို့အားလုံးအမြပေးဝေပါ၏အမြရာ၍ကျမ်းမာချမ်းသာကြပါစေဟုအမြဝေမေတ္တာပွားပါလိဤကဲ့သို့ပဋ္ဌာန်းတရားကိုရပ်ဖတ်ပွားများပါလိလောကီကျူများတနည်းတခြားတို့ဝါ၍ဖုန်ကြီးတက်ရှိယောဂအနေရတွင်ကင်းသွားပါလိမ့်မည်လူရဆန္ဒအားလုံးပြေဝကြပါလိမ့်မည်ဟု အမောဆရာတော်ဘုရားကြီးကနောက်ဆုံးမိန့်ကြားခဲ့ပါသည် ဗမောဆရာတော်ဘုရားကြီးဟာယခုဘဝနောက်ဘဝနှစ်ဌာနလုံးကောင်းမွန်အောင်ဖရာကုံတော်ကိုစိတ်ပါမေတ္တာပွားပါလေဤလျင်နတ်ပြည်မှာတတ္တဝါအလုံးတို့ကို အမျှဝေပါဟုထပ်ဆောင်းမိန်ကြားမှာကြားခဲ့ပါတယ် Wave Mile.